တေကလွတ်တဲ့သူကိုယ်စားလှယ်တချို့ဟာဘူဂျုံမူကြီးဟောင်းတန်းရွှေတို့တမရဟောင်းဦးသိန်းစိန်တို့တွားပြီးတွေ့ခဲ့တာကျွန်တော်တို့တွေ့ရပါတယ်အထောက်ကြည့်မယ်ဆိုရင်တေကမြန်မာနိုင်ငံမှာဘယ်လောက်ထိလက်တန်ရှည်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။ဒါလဲဆိုတော့တို့အဲ့ချိန်မှာစမ်းသပ်ချင်တာကတို့သိချင်တာပါလဲဆိုဘူဂျုံမူကြီးဟောင်းတန်းရွှေမှာဩဇာနာဘယ်လောက်ရှိသေးလဲတမရဟောင်းဦးသိန်းစိန်မှာရောဩဇာနာဘယ်လောက်ရှိသေးလဲအဲ့လိုဆိုရင်လက်ရှိဖြစ်နေတဲ့ပြိပက္ခတွေကို तू ဝင်ပြီးတော့ထိမ့်ပေးနိုင်မလားဆိုတာမျိုး ဲ့လိုမျိုးသူတို့ဘက်ကတရုတ်ဘက်ကတေချာကိုလက်တန်ရှည်ခြေတန်ရှည်နဲ့သူတို့စမ်းစမ်းကြည့်ခဲ့ပြီးသွားပြီတရုတ်ဘက်ကထုတ်တဲ့သတင်းထဲမှာလည်းသူသင်းစင်နဲ့တရုတ်နဲ့ကြားမှာမြန်မာနိုင်ငံကြီးကိုဆွေးနွေးတယ်ဆိုတာပါတယ်သူတို့ရဲ့တကယ်ထုတ်တဲ့သူတို့ထုတ်တဲ့ထုတ်ပြန်ချက်ထဲမှာဆိုတော့သဘောကမြန်မာမှာအခုဖြစ်နေတဲ့ပြည်ပခါတွေကိုဖြည့်ရှင်းဖို့အတွက်ကအခုစစ်ကောင်စီပုံမှာဘသူကဩဇာရှိလဲဆိုတာသူကရှောက်ဆန်းကြည့်တဲ့အခါမှာမတွေ့တော့ဘူးတဘောကစက်ဖက်သူကြီးမှလည်း ဩဇာအနာမရှိတော့ဘူးဆိုတော့တေကသိသွားပုံရပါတယ်ဆိုတော့ခြောက်လုံးနဲ့လည်းအခုချိန်မှာသတင်းပို့နေရတဲ့ကာလဟာလာခွင့်နိုင်နေရတဲ့ကာလဖြစ်တယ်ဒုတိယဗိုလ်ချုပ်ကြီးအောင်မောင်ဝင်းရပြောလို့ပေါ့နော်ကျွန်တော်နောက်ဆုံးမိတုံးသက်တာကတော့ရွေးကောက်ပွဲလို့ငါတို့ကမင်းတို့လာရှုပ်ပြန်အမ်းတယ်ဒါပေမဲ့ရွေးကောက်ပွဲတော့2026မှာမပြီးပြအောင်လုပ်ရမယ်ဆိုတဲ့ဂရီကူပဲအဲ့ဒီဂရီကူကိုကျွန်တော်ထင်တယ်စစ်ကောင်စီကောင်းဆောင်ဖောက်ဖြတ်လို့မရအောင်လုပ်ဖို့လုပ်ရမယ်လို့ကျွန်တော်ထင်